မင်္ဂလာပါဗုဒ္ဓနဝချန်နယ်မှာကြိုဆိုပါရခင်ဗျာငါးပါးသီလဟာအပြုသဘောမဟုတ်ပါဘူးငါးပါးသီလကတင့်ကိုမလုပ်ဖို့ပဲပြောနေတာပါလုပ်ဖို့ကြတော့ဘာတခုမှမပြောပါဘူးအဖြေကတော့ငါးပါးသီလဟာဗုဒ္ဓဘာသာကိုကျင့်တရားရဲ့အခြေခံကျင့်ဝတ်မျှတာဖြစ်ပါတယ်ကျင့်ဝတ်အလုံးနဲ့မဟုတ်သေးပါဘူးကျွန်ုပ်တို့ရဲ့မကောင်းတဲ့အပြုမှုတွေကိုမှတ်သားထားပြီးတော့အဲ့ဒါတွေကိုမလုံးမိအောင်ကြိုးစားခြင်းအပြင်ကိုကျင့်တရားကိုစာချရပါတယ် ဥပမာစကားပြောတဲ့ဆိုကြပါစို့မူသားပြောမှုကိုရှောင်ကျင်ခြင်းအပြင်စာတင်ကြောင်းမြတ်စွာဘုရားမိန်တော်မူခဲ့တယ်။အဲဒီလိုရှောင်ကျင်ပြီးတော့မှန်တဲ့စကားနူးညံ့သိမ်မွေ့တဲ့စကားရင်ကြီးဖွယ်ရာစကားအချိန်ကာလနဲ့ကိုက်ညီတဲ့စကားကိုပြောရပါမယ်။မြတ်စွာဘုရားကအောက်ပါတိုင်းမှာတော့မူခဲ့ပါဗျာ။ မမှန်သောစကားကိုရှောင်ကျဉ်သူသည်မှန်သောစကားကိုအားကိုးထိုက်သောစကားယုံကြည်ထိုက်သောစကားမိကိုအားထားထိုက်သောစကားကိုပြောဆိုသူဖြစ်ပါတယ်။သူဟာလောကကိုမလိညာမလဲစားပေဘူး။ဂုံချိုးစကားကိုရှောင်ကျဉ်သူသည် လူအများကြားတွင်စိတ်ဝမ်းကွဲပြားစေဖို့ရာအိနီယာ၌ကြားသောစကားကိုထိုနေရာ၌မပြောကြပေ။ထိုနေရာ၌ကြားသောစကားကိုလည်းအိနီယာတွင်မပြောကြပေ။သူသည်စိတ်ဝမ်းကွဲပြားနေသူများကို အစီအစဲစကားပြောကြားလေးရှိပါတယ်။ခင်မင်းနေသူများကိုပုံမချစ်ခင်အောင်အားပေးစကားပြောကြားတတ်ပါတယ်။ညီညွတ်မှုသည် သူ၏ပျော်ရွှင်မှုညီညွတ်မှုသည်သူ၏ဝမ်းမြောက်မှုညီညွတ်မှုဟာသူ့ရဲ့ချစ်ခင်မှုပဲဖြစ်တယ်လို့ဒါကတော့သူစကားပြောရရင်ပါဝင်သော စိတ်နေစိတ်ထားပဲဖြစ်ပါတယ်။ကြမ်းတမ်းရင်ဆိုင်သောစကားကိုရှောင်ကျဉ်သူသည်အပြစ်ကင်းသောစကားနားဝင်သာသောစကား နှစ်သက်ဖွယ်ကောင်းသောစကားစိတ်နှလုံးကိုတတ်ဝင်သောစကားယဉ်ကျေးသောစကားအများနှစ်သက်သဘောကျသောစကားကိုပြောဆိုတတ်ပါတယ်အကျိုးမရှိ အနှစ်သာရမရှိသောစကားကိုရှောင်ကျင်တဲ့သူကတော့အချိန်ကာလနဲ့ကိုက်ညီသောစကားမှန်သောစကားအကျိုးရှိသောစကားတရားနှင့်ဆက်ဆက်သောစကားကျင့်ဝတ်နှင့်ဆက်ဆက်သောစကားကိုပြောဆိုတတ်ပါတယ်သူရဲ့စိတ်နှလုံးမှာတုံ့မီးထားတတ်တဲ့စကားအချိန်ကာလနဲ့လျော်တဲ့စကားတင်းလျော်လျောက်ပတ်တဲ့စကားအတိတ်ပဲပြေဝါတဲ့စကား အကျိုးစီးပွားနဲ့ဆက်ဆက်တဲ့ဇာတ်ကားကိုပဲပြောဆိုတတ်ပါတယ်။ဒီဗီဒီယိုလေးကိုကြိုင်နေတဲ့တဲ့ဆိုရင်တော့ကျွန်တော်ရဲ့ channel လေးကို like and subscribe လေးနဲ့အားပေးခဲ့ပါအောင်နော်။